အသိကဘလို့အချိန်နေမဲ့ဖြစ်နေပါစေအမော်ရင်ကောမထုတ်သေးဘူးဆိုတဲ့ရက်ကလင်အားလုံးပဲမိလာပါများဒီမှာစွားပိတ်ခါနေပြန်လဲကြိုလိုက်ပါရင် ယူနိုက်တက်အသင်းပရိသတ်တွေအနေနဲ့ပြောသားပြောထားလိုက်တော့ဆိုပြီးပြောလာအောင်ယူနိုက်တက်အသင်းပိုင်းရှင်တယောက်ဖြစ်တဲ့ဆာဂျင်ရက်ကလစ်ကတော့သူတို့အသင်းရဲ့နေပြဖြစ်သူရိုမင်အမ်ဘိုရင်ကိုနောက်300တီလောက်စောင့်ကြည့်သွားမယ်ဆိုပြီးပြောကြားသွားခဲ့တာဖြစ်ပါတယ်။နေပြအမ်ဘိုရင်ဟာတရားတင်ပရီးမီယာလိပွဲအစဉ်ခုနှစ်ပြီးမှပြီးခဲ့တဲ့ရာသီကရာသီအစပရီးမီယာလိပွဲအစဉ်ခုနှစ်ပြီးမှရောက်ခဲ့တဲ့ရာမတ်တန်ရာမတ်နှစ်မှတ်ပို့ပြီးတော့ရှာဖွေထားနိုင်ခဲ့တာကိုမြင်တွေ့ထားခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရာသီကနေပြဟောင်းအရစ်တန်လက်ထက်မှာစူဝါရဲရလက်တွေနဲ့ရာသီစတင်ခဲ့ရပြီးစပါးနဲ့တဘောတို့ကိုအင်ကွင်းမှာ3ခုပြည့်ရှုံးနေခဲ့တယ်လို့ဝေကွင်းမှာဝေဆန်းကို2ခုတခုနဲ့ရှုံးနေခဲ့ပြီးတဲ့နောက် United ပုတ်ဖွဲ့ကနေပြအရစ်တန်ကိုရာလုကနေထုတ်ပယ်သွားခဲ့ကြပါတယ်။ဒီရာသီမှာလည်း United အသင်းအားပွဲအစဉ်ခုန င်ပြီးမှ၃ဘွဲ့အထိရှုံးနေခဲ့ပြီး၃ဘွဲ့သာနိုင်ရရှိခဲ့ပေမယ့်ဆယ်ဘက်ထိရောက်နိုင်ခဲ့တာကြောင့်အမတ်ရရှိမှုအမေရိကထက်နံပါတ်ပုံများလာခဲ့ပါတယ်။ဒါအပြင်ပြီးခဲ့တဲ့ရာသီက United တို့ပွဲစဉ်ခုနှစ်ပြီးမှအဆင့်၁၄နေရာမှာရပ်တည်ခဲ့ပေမယ့်ဒီရာသီမှာတော့အဆင့်၁၀နေရာမှာရပ်တည်နေခဲ့ကြပါတယ်။ Emory United နေပြားပေါ် Premier League 34ဘွဲ့ကင်တယ်ပြီးမှနိုင်ငံတကာဘောလုံးပွဲအစဉ်အနေနဲ့ဆလော့ကင်းမျိုးစုံကိုကစားချင်နေဆိုရင်တော့စင်ညာအေးချန်ကြီးတီယာကိုကိုစီမှာအိုင်ဘတ်ကွန်ရှင်ကို5 minute အပါဝင်ဘမ်မန်စီအိနဲ့ဘောင်း556တို့ကိုအကောက်တင်ဖွင့်တိုင်းဒဆယ်ရာခိုင်နှုန်းဘောနဲ့နဲ့အတူစော်ကစားဖို့အတွက် Viber 4 number 零歳の成功生、イセガガ成功、クーベスタドライバー。 ဝင်လာနိုင်ရရှိခဲ့သလိုအဲဒီကတဝက်လောက်ကတန်တက်ကလပ်အသင်းတွေကိုနိုင်ရခဲ့တာဖြစ်ပြီးအခုချိန်ထိပရီးမီးယားလိနှစ်ပွဲဆက်မနိုင်ဘူးသေးပါဘူးဒါ့အပြင်အမ်မိုနီယာပရီးမီးယားလိ34ပွဲကင်တွေပြီးမှ38ပွဲတာရရှိခဲ့ပြီးပြိုင်ပွဲဆုံးပွဲပေါင်း90ပါလေနိုင်ပွဲ19ပွဲသာရောက်ထားနိုင်ခဲ့တာပါယူနိုက်တက်နဲ့အမ်မိုနီယာတို့ရဲ့သားချုပ်တက်တန်းက2019ခုနှစ်အထိကျန်ရှိနေပြီးအခုလက်ရှိလောလောဆယ်မှာအမ်မိုနီယာနာကနေပတ်သက်ပြီးခံမဲ့တဲ့နေကထွက်ပေါ်နေတာဖြစ်ပါတယ်ဒါပေမဲ့အသင်းပိုင်ရှင်တို့ဖြစ်တဲ့ရက်ကလစ်ကတော့အမ်မိုနီယာကိုယာရုကနေထုတ်ပယ်ဖို့အစီအစဉ်မရှိဘဲနောက်ထပ်3နှစ်ထိအချိန်မေးစောင့်ကြည့်သွားမှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်မီဒီယာတွေကကလေးစားမိသားစုနေနဲ့အမ်မိုနီယာကိုယာရုကနေထုတ်ပယ်ဖို့ညွှန်ကြားလာခဲ့ရင်ဘယ်လိုလုပ်မလဲဆို ဆိုပြီးမေးခွန်းထုတ်ခဲ့တော့ Reckless ကအဲ့ကိစ္စကမဖြစ်နိုင်ပါဘူး MRN ရဲ့ United နေပြဘွားကအကောင်းဆုံးမဖြစ်သေးတာအမှန်ပါ MRN နေနဲ့ဒါမဲ့300လေးအကျော်အတွင်းမှာသူကထိန်းတန်းဆင်နေပြတူဆိုတာတည်တည်ပြရမှာဖြစ်ပါရင် Manchester United တော့အသိမျိုးပါဒီနေ့တာဝန်ပြီးရင်နောက်နေ့အောင်မြင်မှုရအောင်နိုင်ဖို့ဆိုတာမဖြစ်နိုင်ပါဘူးဆိုပြီးတော့ဖြေကြသွားခဲ့ပါရင်ဘောလုံးအောင်စားတဲ့ပတ်သက်တဲ့သတင်းတွေကိုနေ့စဉ်တင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ Myanmar Swap Page ကိုလည်း Like and Follow လုပ်ပေးခဲ့ကြအောင်ဖိတ်ခေါ်လိုက်ပါစီအစောနေ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ